တခါတော့ကတထေးကြီးတယောက်စီမှာမောင်မြတ်ဆိုတဲ့အလုသမားတယောက်ရှိရဲ့တနေ့တော့တထေးကြီးကအလုသမားကိုခေါ်ပြီးရိုးသားဖို့ဆုံးပါတယ်။အဲ့ဒါကိုမောင်မြတ်ကတထေးကြီးကိုကျိန်းသွားတယ်ဒီတထေးငါလဲတာသူသိမလားပေါ့။နောက်နေ့ကစပြီးတထေးကအလုသမားတွေကိုမနှက်စာပဲပြုတ်ခမင်းကျွေးရမှာသူကတမင်တက်တက်ကိုစားပြစ်တယ်။ အဲ့လိုနဲ့ပူပူစားလာလိုက်တာသုံးလေးပကံစားနိုင်တော့ဝမ်းတာတယ်တထေးကြီးတနေ့တော့ဘေးကဖြတ်သွားရင်ပြောတယ်နာမကုံဘူးမင်းကုံပါတဲ့အဲ့ဒါနဲ့မောင်မားကအလုသမားတွေဝါဖို့ထားတဲ့ကုန်းကိုတနေ့လုံးမပြတ်ဝါတယ်တထေးကြီးကတည်တယ်ဘာမှမပြောဘူးမောင်မားကတထေးပတ်ဆံပူကုံမဲ့နီလန်းရှာတယ်နေ့လယ်နဲ့ညစာကိုသုံးလေးပကံစားပြစ်တယ် တထေးကိုကြံလို့သမားတွေကတိုင်ကြတယ်။တထေးကငါမကုံဘူး၊တကုံမာလို့ပြောတော့ကြံတဲ့သူတွေကနားမလည်ဘူး။ဒါတင်အားမရတော့မောင်မြန်ကဧည့်သည်တီးတဲ့စေပေါ်လေးကိုယူတော့တယ်။တောက်တာမှတဏီလုံးတဟုတ်ဟုတ်နဲ့ဖွာတာ။နောက်ဆုံးလို့သမားတွေတောက်တဲ့အကျန်းဦးထဲမှာတော့လက်ဖက်ချောက်ကိုတဏီထက်တဏီပိုတိုးတိုးပြီးခတ်တယ်။ကြံတဲ့သူတွေကသူနဲ့မတောက်နိုင်လို့သူ့အတွက်အကျန်းဦးတက်တက်ထားရတယ်။တထေးကြီးကမောင်မြန် ။ငါမကုန်ဘူးမင်းကုန်ပါလို့ပြောတယ်။မောင်မြကဒီတထဲသူကုန်နေရတာမသိဘူးအယူလို့ရတယ်။အဲ့ဒီလိုနဲ့နှစ်အနေငယ်အကြာမှာအလုတ်ထဲမှာပါအချောင်ကိုကြံလို့သမားတွေကိုပါပျက်စီးအောင်လှုပ်လာတော့တထဲကြီးကမောင်မြကိုအလုတ်ထုတ်လိုက်ရတယ်။အဲ့ဒီမှာမောင်မြတက်တနာတက်တာပဲ။တတိလိုတထေးကောင်းစီမှာသူလုတ်ခဲ့တဲ့လုတ်ရဲ့တရင်ပြန်သွားလို့သူ့ကိုဘယ်သူမှအလုပ်မပေးဘူး။ ။နေ့မနဲ့နေ့လေညစာကိုထမင်းသုံးလေးပကံမမစားရရင်မတင်းတိမ်ဘူး။အလုံးမရှိရတဲ့အထဲတနေ့လုံးပိုက်ကဆာနေတော့တာ။သုံးကိုနဲ့ဆိလိုက်ကလည်းအဆက်မပြတ်မဝါရမတော့ရရင်မနေနိုင်တော့ဘူး။ကရင်းချင်တာတနေ့လုံးဘလို့မှနေလို့မရဘူး။လေးဆန်မရှိရတဲ့အထဲရေပါတောက်လို့အဆင်မပြေဘူး။လက်ဖက်၆လက်တစ်စုံနှစ်စုံမှမခတ်ရရင်ရေနွေးတောင်တောက်ရတာအရသာမရှိတော့ဘူး။ ငါအစိုးဆုံးကကွန်ဆဲလိတ်နဲ့ထမင်းကိုတနေ့တဘိုးနဲ့နဲ့ခြီစားထားတော့ရောဂါဖြစ်တာအဲဒီတော့မှ မောင်မြားကကိုလို့ရဲ့ရဲ့အကျိုးဆက်ကိုကိုပြန်မြင်ပြီးငါမကုံဘူးမင်းကုံမှာဆိုတာကိုသဘောပေါက်သွားတယ်အထုပ်ပတ်တိအချင်းနဲ့တင်ကန်းစာ မောင်မြားဒီတထေးကြီးဤရိုသားမှုဆိုင်ရာဆုံးမစကားကိုမလေးစားပဲသူဤအလွဲသုံးစားလုပ်ပုံကိုဖုံးကွယ်ရန်ကြိမ်းွားခဲ့သည်ထို့နောက်တထေးဤကျေးဇူးတော်ကိုအခွင့်ကောင်းယူပါ ခမင်းကွန်းစစ်လိတ်လက်ဖက်ခြောက်စသည်တို့ကိုအလွန်အကျုံစားသုံးခဲ့ပြီးအခြားလူသမားများကိုပါအနေရဖြစ်စေခဲ့သည် နောက်ဆုံးတွင်အလုံးမှထုတ်ပယ်ခံရပြီးကိုယ်တိုင်ခံစားရသည့်အကျိုးဆက်၅ချက်မှာနံပါတ်တကုံဒိဋ္ဌာပြက်ခြင်းအလွဲသုံးစားလုပ်သည့်အလေးထားကြောင့်အလုတ်ကန်ခွင်လန်းဆုံးရှုံးနံပါတ်နှစ်စားခြင်းစိတ်မထိန်နိုင်ခြင်းအလေးချင်းဖြင့်ထိန်းချုပ်ထားသော ကိုယ်ခန္ဓာသည်စာလောင်မှုကိုခံစားရနံပါတ်၃ဆွဲလန်းမှုတံ ကွန်ဆက်လိတ်ကဲ့သို့သောဆွဲလန်းစေသည့်ပစ္စည်းများကို မရှိမဖြစ်အဆင့်သို့ရောက်ရှိနံပါတ်၄အရသာဆူရှာမှုပြက်ခြင်းရိုးရိုးရင်တွေပင်တောက်ရမကောင်းတော့သောအခြေအနေနံပါတ်၅ကျန်းမာရေးပျက်စီးခြင်း စနစ်တကျမဟုတ်သောအစာအတောက်ကြောင့်ရောဂါများဖြစ်ပေါ်တိမ်ငန်းစာတထေးကြီးဤငါမကုံဘူးမင်းကုံမှာဆိုသောစကားသည် လောဘအလွဲသုံးစားလုံးမှုနှင့်စိတ်ကမဲ့သည့်အလေးထများကို ရေရှည်တွင်ကိုယ်တိုင်ပြန်ခံစားရမည်ဆိုသည့်အကြောင်းကို ရှင်းလင်းစွာဖော်ပြသည်ကျေးဇူးတော်ကိုအလွဲသုံးစားမလုပ်ပါနဲ့ပေးသူထက်ယူသူကသာအပြစ်ဒဏ်ခံရသည်စီကံမဲ့သော အလေးထများကိုရှောင်ပါယာယီစင်ပြေတော်လဲတဖြည်းဖြည်းကိုခန္ဓာစိတ်နှင့်လူမှုရေးကိုဖျက်ဆီးသည်လောက်ရှင်နှင့်အလौသမားတန်ရောစဉ်ရိုးတောင်းမှုနှင့်လေးစားမှုမရှိပါကနှစ်ဦးနှစ်ဖက်ပြစီး ထို့ကြောင့်မိမိလုပ်ရက်များသည်နောင်တွင်မိမိထံပြန်လာမည်ကိုအမြဲတည်းရ၍စီကံယူတော်မူနှင့်ကျင့်ဝတ်တိတ်ခါကိုအလေးထားရန်အရေးကြီးပါသည်